န်ကုန်တိုင်းအတွင်းရွှေဆိုင်9000ခန့်ရှိပြီး1500ခန့်လိုင်စင်လျှောက်ထားပြီးဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရွှေဆိုင်ပေါင်း9000ခန့်ရှိပြီး1500ခန့်ကလိုင်စင်လျှောက်ထားပြီးဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်း YGEA မှသိရအောင်ပါတယ်။ လိုင်စင်တင်ထားတဲ့ရွှေဆိုင်1500မှာစိုင်ပေါင်း1000ခန့်လိုင်စင်ထုတ်ယူပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ရွှေဆိုင်တွေလိုင်စင်လျှောက်ထားမှုနဲ့ပတ်သက်ပြီး WGE ၏ဥက္ကဋ္ဌဦးမျိုးမြင့်ကအခုလိုပြောပြထားပါတယ်။အဲ့တော့တောင်းတော့ပြည်ကနေပြီတကယ်တင်လာတာဟိုနယ်လောက်ရှိတယ်1500လောက်ရှိတယ်။ဒီလိုကလူကြီးတွေလည်းဟိုဘက်မှာဟိုတကယ်အလုပ်များနေတော့အရှိမထိုင်နိုင်ဘူးလေဖြစ်တယ်။အဲ့ဒီကတော့အကုန်လုံးဟိုလည်းဖ 小辈他嘞都没有，搞农活，老老奶奶，哎呀，拄老最小嘞，都没陪他玩嘞。你话是搞农就喜欢教教书嘞。然后奶奶奶奶有俺老娘 င်ကြီးချိုင်လေးပြောတာပေါ့လိုက်တဲ့ဆိုင်ကြီးရတော့ဆိုလိုက်တဲ့ချောက်နေလိုက်ဆိုင်အသေးတယ်လည်းကြံနေတယ်ဒါအပြင်မူလသတ်မှတ်ထားတဲ့လိုင်စင်နောက်ဆုံးလျှောက်ထားရမယ့်ရက်သတ်မှတ်ချက်ကိုလည်းဖြည့်လျှော့ပေးထားပြီးထပ်မံလျှောက်ထားခွင့်ပေးနေတယ်လို့သိရပါတယ်ရောင်းတိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းအနေနဲ့သက်သက်ထူရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားသူတွေအတွက်လမ်းညွှန်တွေကိုလည်းအတိပေးဖော်ပြလျက်ရှိတယ်လို့သိရပါတယ်ရှင်